ဤစီကွေးရဲ့လောရက်တွေကြောင့်စိတ်ပူနေရတဲ့မိခင်ဖြစ်သူဤစီကွေးလိုချစ်စရာနာမည်လေးနဲ့အနုပညာလောကတည်းကိုဝင်ရောက်လာခဲ့တဲ့ကလေးတွေတယောက်အားဆိုရင် ကလေးတယောက်စာအနေနဲ့စကားပေါင်းများစွာမှာပါဝင်ခဲ့ပါတယ်ဤစီကွေးဆိုပြီးကလေးတယောက်စာဆောက်လုပ်တဲ့အချိန်မှာချစ်စရာအလွန်ကောင်းပြီးစကားရဲ့တန်လွန်လို့ပြည်သူတွေကတတိထားမိလာကြတာဖြစ်ပါတယ်ကလေးပြပြမဲ့လေသူရ item တွေကပြပြလွန်းလို့ပြည်သူတွေကအံ့အားသင်ကြရပါတယ်နော် တရုတ်ဆောင်ပိုင်းတဲမကပဲအစိုးပိုင်းမှာရောအကပိုင်းမှာပါထူးချွန်သူလေးဖြစ်ပြီးတစ်ဖက်ကလည်းပညာပိုင်းကိုတစ်ဖက်ကလည်းပညာရေးပိုင်းကိုကြိုးစားနေသူလေးဖြစ်ပါရင်ဤစီခွေကလက်ရှိမှာပညာရေးအတွက်ကြိုးစားနေရသလိုသူဝတ္တနာပါရအနုပညာလုပ်တွေကိုလည်းတဆိုင်မမတ်လုပ်ကိုင်နေရဖြစ်ပါရင်ဤစီခွေကဗီဒီယိုနဲ့ရုပ်ရှင်စကားကြီးတွေကိုလက်တလုံးမှာပါဝင်ရိုက်ကူးနေရပဲဖြစ်ပါရင်တချိန်ကသူ့ရဲ့ညညာတွေစကားရီအားဆိုရင်ပရိသတ်တွေအကြိုက်တွေ့ခဲ့တာတော့အသေးချာပါပဲ ကလေးတယောက်ဖြစ်ပေမဲ့ကြောင်တောင်တောင်ဖြစ်မသွားပဲတရားဆောင်ချက်တွေကြောင့်အားလုံးချစ်ခင်အားပေးခဲ့ကြတာပါ။အေးစီကွေးရငယ်ဘဝမှာပိတ်တအားပေးမှုကိုအခိုင်အမာရကြပေမဲ့အခုတော့ပိတ်တအားပေးမှုရအောင်ပြန်ကြိုးစားနေတဲ့အနေထားပါပဲ။ဤစီကွေကအနုပညာလောကမှာထင်တယ်လို့မဖြစ်ခဲ့တာကြောင့်နောက်ပိုင်းမှာဖျားတရားကိုပလုတ်ဖြစ်နေကြရလေဖြစ်ပါတယ်။ဤစီကွေကအောင်မြင်ဖို့ခက်ခဲနေချိန်မှာဖျားတရားတွေဖိလို့ရင်တရားဖက်ကိုကုပြောင်းခဲ့တာမို့ပိတ်တွေကတော့လိုင်းကြောင်သွားပြီးဆိုပြီးထင်ကြပေးနေကြတဲ့အထိပါပဲ။ ေးစီခွေကပြိတ္တရီထင်တယ်လို့လိုင်းကြောင်တာမျိုးမဟုတ်ပဲအနုပညာလောက်ကတတက်ဖရာလောက်ကတတက်ဆိုပြီးအချိန်ပေးပြီးလုတ်ပြက်နေကြရလေးဖြစ်ပါတယ်အေးစီခွေကအခုစရင်ဖရာတရားကိုဒီဇိုင်းမမှန်လုတ်ပြက်နေရမို့မကောင်းတဲ့အရာမန်တများကိုအကုန်ဒီပါရှောင်ကြည့်နေပါပြီသွားအရက်သေးစားမွေးရစေဝါလောက်ကစားအဲ့လိုအရာမျိုးတွေကိုလည်းဝေဝေးကရှောင်နေပြီလေဖြစ်ပါတယ်အရင်ကအရက်သေးစားတောက်စားတက်ပေမဲ့ဖရာတရားလို့ချိန်ကစားပြီးအဲ့ဒီအရာတွေကိုအပြည့်တိုင်းပပိုင်လုတ်ခဲ့ပြီလေဖြစ်ပါတယ် ဟီစီကွေရဲ့အခုလိုပြောင်းလဲမှုတွေကိုတော့အမေပြတ်သူသဘောကျပေမဲ့သဘောမကျတာတော့အင်တော်ရင်းနဲ့ပတ်သက်တာပါပဲ။ဟီစီကွေကအရင်ချစ်တူကောင်မလေးကို official ချပြပြီးတွေ့ခဲ့တဲ့လို့အင်တော်ပြဖို့စိတ်ကိုရှိပေမဲ့အခုကတော့စိတ်ကိုပြောင်းသွားခဲ့ပြီလို့ဆိုပါရစေ။ ရစီခွေရဲ့မိခင်အန်တီတက်ကတော့အရေးချက်ကိုပဲမကြိုက်တာပါအန်တီတက်ကတော့တားဖြစ်သူအဆက်ဆက်ရရလိမ့်မလာတော့ကိုကျင့်တတ်နေသူတယောက်ပါငငယ်ကလေးကအနုပညာလုပ်ပြီးမိဘကိုရှာကြွေးခဲ့တယ်လို့အခုချိန်ထဲလွယ်အပ်တာတွေဖြည့်ဆည်းပေးနေရမှုအသားရတည်တက်မှုကိုသဘောကျနေရလေဖြစ်ပါတယ်ငငယ်ကလောက်ပြောလို့ဆိုလို့မကောင်းမိမဲ့တခြားကလေးတွေနဲ့ရှင်တားဖြစ်သူကတည်တက်တာတော့အတေချာပါပဲအမေဖြစ်သူကိုချလာတခါစစ်စစ်တာတွေလွယ်အပ်တဲ့ဆေးဝယ်ပေးတာ လွယ်အပ်တာအကုန်လုပ်ပြတဲ့အချိန်တည်တက်ပေမဲ့မတည်တက်တာကတော့အင်တာမပြတဲ့ကိစ္စပါပဲ။ဤစီခွေကအင်ကအင်တာပြဖို့စိတ်ကူးရှိပေမဲ့အခုတော့လူပြိုကျေလို့မယ်ဆိုရကြပါပဲ။အတည်တက်ကတော့အင်တာရင်းနဲ့ပတ်သက်တဲ့တာဖြစ်သူရဲ့ဆုံးဖြတ်ချက်ကိုလက်မခံနိုင်ဘူးလို့ဆိုပါရယ်။ဟုတ်ကဲ့ပါရှင်။ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းအကြောင်းအသေးလေးနဲ့တူပြန်လာခင်ဦးမှာဖြစ်လို့ကျွန်မရဲ့ page လေးကိုလည်း like and follow ထားပေးကြပါဦးနော်။အဆုံးတရားပြီးကြည့်ရှုမှုတက်လေကျေးဇူးများတင်ပါရယ်ရှင်။နောက်ကြောင်းအသေးလေးနဲ့တူပြန်လာခင်ပါမယ်။